တိန်ကိုရာချီပြီးတော့ပါသွားတာနော်ဒီလိန်ကြီးကအရင်ကြောက်ဖို့ကောင်းတယ်သွားပြီးတော့မဆမ်းမိသေးဘူးဘယ်လိုမျိုးလာမလဲသူတို့ရဲ့လမ်းကြောင်းကိုပြောပြမယ် YouTube ကို channel ကို subscribe လုပ်ရမယ်ဆိုတဲ့လိန်ကြီးပေါ့နော်အဲ့ဒါဘယ်လိုမျိုးလဲဆိုလို့ရှိရင်အရင်ဆုံးလာပါ Viber ကနေလာလိမ့်မယ် Viber ကနေစာရေးမှာစာအားပြောလိမ့်မယ် ကောင်မလေးချောချောလေးသို့မဟုတ်ကောင်လေးချောချောလေးမင်းလေးဆိုလို့ရှိရင်ကောင်လေးချောလေးပုံသုံးလိမ့်မယ်ယောက်ျားလေးဆိုလို့ရှိရင်ကောင်မလေးချောချောလေးပုံသုံးလိမ့်မယ်ဖိုင်ဘာအစာပြီးလာလိမ့်မယ်ဖိုင်ဘာအစာမိတ်ဆက်မယ်ပြီးလို့ရှိရင် online နေပြီးတော့ငွေရှာတဲ့လုပ်ငန်းလုပ်ဖို့အတွက်ကိုစပြီးတော့စီးရုံးလိမ့်မယ်အိမ်မှာနေနေလို့လို့ရုံမယ်အရှင်မကြီးခံရမယ်အပူဝင်ဝင်လိုချင်လို့ရှိရင်ခံရလိမ့်မယ်ပတ်စံဆိုတာကျွန်တော်အများကြီးပြောလွယ်လွယ်နဲ့မရဘူးဘယ်တော့မှပတ်စံဆိုတာရှားတာမလွယ်ဘူးပတ်စံဆိုတာရှားတာခက်တယ် လွယ်လဲဆိုလို့ရှိရင်အဲ့ခုမှားနေပြီဘယ်တိတ်တွေမှမှားနေပြီလိမ်မှုကများနေပြီဆိုတော့သူတို့ပြောတဲ့ပုံစံ online နေပြီးမျိုးရှာမယ် subscribe လုပ်ရမယ်ဆိုပြီးတော့ fiber နေလာတယ်ကျွန်တော်စကားပြတ်ဆက်ကြမယ်နော် fiber နေလာတယ်ပြီးလို့ရှိရင်ဘယ်လိုတွားဟိုင်းလဲဆိုလို့ရှိရင် telegram group ကိုတွားဟိုင်းတယ် telegram နေ group ကိုတွားပြီးတော့မှအဲ့ telegram group ကိုဝင်ဟိုင်းတယ် Telegram group ကိုဝင်ပါတော့အရင်ဆုံး try ဟိုင်းမှာ group ကိုတွားနိုင်တာမဟုတ်ဘူးအရင်ဆုံး Telegram တစ်ယောက်ကိုတွားပြီးရစကားပြောခိုင်းတယ်ပြီးအဲ့တစ်ယောက်ကမှသူ့ရဲ့ group တွေကိုထည့်ပေးတယ်အဲ့ group တွေရောက်သွားပြီဆိုလို့ရှိရင်အဲ့ group မှာသူတို့က channel တစ်ခုပို့ပေးတယ် အရင်ဆုံးအစမ်းလင့်ပေါ့နော်အဲ့လင့်ပို့ပေးတယ်အဲ့လင့်က YouTube channel လင့်တကယ် YouTube channel ပဲ YouTube ရှိတဲ့ channel ပဲလင့်ပဲဒါပေမဲ့သူတို့ channel မဟုတ်ဘူးတခြားသူတယောက် channel ဖြစ်တယ်အဲ့လင့်ပို့ပေးတယ်ကိုကအဲ့ channel ကိုဝင်ဝင်ပြီးလို့ရှိရင် subscribe လုပ်လုပ်ပြီးလို့ရှိရင်အဲ့ subscribe လုပ်တဲ့ဥစ္စာလေးကိုကိုက screenshot ရိုက်ပေးရတယ်သူတို့ပြန်ပို့ပေးရတယ်ပို့ပေးလိုက်ပြီဆိုရင်ရပြီကိုရဲ့ key number နဲ့ number နဲ့ပို့ပေးလိုက်အဲ့ screenshot ပို့ပေးလိုက်ဒါဆိုလို့ရှိရင်သူတို့က okay SMB fine တယ်ဆိုပြီးတော့မှငွေလွှဲပေးလိမ့်မယ်ဆက်စားဦးခြင်းပထမဦးဆုံး project ဆိုပြီးတော့2000တောင်းတို့လှည့်ပေးတယ်တကယ်ရတယ်အဲ့ပစံက2000တောင်းရတယ်ပြီးရင်ဘာလာလို့သူတို့ရဲ့ မရှင်ဆိုတဲ့စာရေးစပြီးလာပြီမရှင်မရှင်လောက်ရမယ်မရှင်လောက်ရမယ်ဆိုတာပါလဲဆိုတော့တို့တနေ့ကို channel ဘယ်နှခုပို့ပေးမှာလဲ channel ဒီမှာဆိုရှင်အခု20ပို့ရတယ်ဟုတ်တယ်အခု20ပို့ပေးလိမ့်မယ်အဲ့20ကိုသူကကိုကတစ်ခေါက်ပို့ပေးတိုင်းကိုကဝင်ပြီးမှ screenshot လိုက် subscribe လုပ်ပြီး screenshot လိုက်သူ့ကိုပို့ပေးပုံမှန်ပေါ့နော်သူတို့ကမိနစ်20အားရနိုင်ရောအဲ့လိုမျိုးချပြီးတော့မှ mission တစ်ခုတစ်ခုပို့ပေးတယ်တစ်ခေါက်ပို့ပေးအဲ့ mission တစ်ခေါက်တစ်ခု mission ဘယ်နှခုပြီးပြီဆိုလို့ရှင်သူကပတ်စံတစ်ခါလွှဲရမယ်အဲ့လိုမျိုးအခု mission 5ခုပြီးလို့ရှင်ပတ်စံတစ်ခါလွှဲမယ် ပြင်ပြသွားတယ်အဲ့တော့ mission ငါ့ကိုပြည့်နေသလိုရှိရင်ကို mission ငါ့ကိုပြည့်တဲ့ကြောင်သူတို့တက်ပြောပါတယ်အဲ့မှာသူကပတ်စံတစ်ခါထပ်ပြီးလွှဲပေးတယ်ထောင်ဝင်နှန်းထပ်ပြီးရရတယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင် mission လေးငါ6ခုခုနှစ်ခုလာပြီးရနောက်မှာ mission တစ်ခု true sense ဝင်လာပြီးအဲ့မှာစပြီး subscribe ဖို့တော့မဟုတ်တော့ဘယ်နဲ့ဘာလုပ်ရမလဲဆိုတော့ကိုကိုတိုင်းစပြီးရင်းနှီးညွှန်းနိုင်မယ် mission ဆိုပြီးတော့မှတစ်ခုဝင်လာတယ်အဲ့ဒါဘာလဲဆိုတော့ crypto currency တွေမှာရင်းနှီးညွှန်းနိုင်ရမယ်ဒီနေရာတွေမှာ investment လုပ်ရမယ်အဲ့ investment လုပ်တဲ့ပတ်စံကို mission လုပ်ပြီးလို့ရှိရင်ဒုတိယ mission ကြလို့ရှိရင်ဒီ mission ပြီးတော့ဒီ mission မှာကပတ်စံထည့်ရမှာ ဒီဘေးနဲ့ပတ်စံလမ်းထည့်ပေးရမှာသူတို့ထည့်အဲ့မရှင်ပြီးတော့ဒုတိယမရှင်ရလို့ရှိရင်အဲ့ထဲတဲ့ပတ်စံကိုအမျက်ပတ်စံကိုကိုကရမယ်ဆိုပြီးတော့စပြီးလို့ဆွဲဆောင်အောင်အဲ့ဒီမှာကိုကလောဘတက်မယ်โอเคပထမရှိပါတယ်ကိုတကယ်ပတ်စံရရတယ်ပထမဦးဆုံးစရရင် register လုပ်တဲ့အနေနဲ့ subscribe တစ်ခုကို channel တစ်ခုကို subscribe လုပ်တော့စကားရအောင်လုပ်နေ channel တစ်ခုကို subscribe လုပ်တော့ပတ်စံထောင်ခဏရတယ်2000လို့မဟုတ်3000ရထားတယ်ဒုတိယတစ်ခါထပ်ပြီးတော့မှပုံမှန်မရှင်တွေကိုဆက်ပြီးလုပ်တဲ့အတွက် subscribe တွေဆက်လုပ်ရတဲ့အတွက်ပတ်စံထပ်ပြီးတော့မှထောင်ခဏလေးဆက်ရထားတယ်ဒါအဲ့တော့ ကိုလက်ထက်မှာ၄၅ဒေါ်လာကိုကကိုအကောင့်ထဲရောက်နေပြီတကယ်လဲကိုကထုတ်ပြီးတော့သုံးလို့ရနေပြီဆိုတော့အမဆိုးဒီကောင်ကတကယ်လုဖြစ်တယ်တကယ်ပတ်ဆံရတယ်ဆိုပြီးတော့ထင်သွားတယ်အဲ့မှာလူတွေလောဘတက်လာတယ်ပေါ့နော်မဆိုးဒလယ်လေးရတယ်ဘာမှလုစရာမလိုကိုက subscribe လေးလုပ်ပြီးတော့မာသူ့ကို screen shot ပို့ပေးရမယ်ဆိုပြီးတော့ကိုကလောဘစပြီးတက်လာတယ်အဲ့ချိန်မှာဒီ mission ကိုလိုချင်တယ်ဒါမဲ့ကိုကကြောက်တယ်ကြောက်တော့အဲ့ mission ကိုကြော်လိုက်တယ်မလုဘူးပါလို့အဲ့ပတ်ဆံသိရမှာဟုတ်သူက2000လား4000လားမသိဘူးအဲ့ဒါလေးစပြီးတော့ထည့်ရတာကိုကသွားပြီးတော့2000လောက်သွားပြီးတော့စမ်းထည့်ပြီးလို့ရှိရင်ငါတော့မဟုတ်ဘူးနော်အဲ့တော့ကိုကမယုံဘူးမယုံတော့မထည့်ဘူးကြော်လိုက်တယ် ကျော်လိုက်ပြီဆိုတော့ဘာလုပ်လဲဆိုโอเคဒီ machine ကိုကျော်ရတဲ့အတွက်ရတယ် machine ကျော်ရင်ကျော်လို့ရတယ်သူကပြောတယ်โอเคပြဿနာမရှိဘူးကျော်ရင်ကျော်လို့ရတယ်မလုပ်နဲ့ရတယ်ပတ်စံမသိနေအောင်ရတယ်ဒါပေမဲ့ machine ကျော်လို့ရှိရင်နောက် machine ကျလို့ရှိရင်သူကပတ်စံရော့သွားကိုရတဲ့ပတ်စံနေအောင်ဒီမှာထောင်ရလို့ရှိရင်200ရော့ပါတယ်800ပဲရအရှိရလို့ရှိရင်200ရော့ပါတယ်နောက်ဆုံးကျတဖြည်းဖြည်းရော့ရအောင်နောက်ဆုံးကိုပတ်စံ200ပဲရှိတော့200ပဲရတော့တယ်ဒါတော့ဒီမှာကိုကခုနဖိုင်ပါလာဆက်သွယ်တဲ့ပြီတတ်မိပြီပတ်စံ200ပဲရတော့တယ် machine ပုံမှန်လုပ်တယ်ဒါဆိုလို့ရှိရင် investment machine ကိုမလုပ်ဘူးမလားဒီနည်းနည်းနဲ့ machine မလုပ်ဘူးလားသူကမေးတော့ဟုတ်တယ်အဲ့ machine ကိုမလုပ်ဘူး ဟိုအဲ့ machine လုံးမရမယ်အဲ့ machine ကိုလုံးတော့မှပြန်ပြီး machine ပြန်ပြည့်မယ်ဒါလိုမျိုးသူကစပြီးဆွဲဆောင်အောင်အဲ့ investment machine ထည့်ရတာမယ်အဲ့ဆက်ဆပြီးတော့မှကိုယ်ပတ်စံထည့်ဖို့အတွက်သူကစပြီးဆွဲဆောင်အဲ့မှာကိုကလောဘတက်ပြီးဟုတ်သားပဲသူတကယ်လည်းပုံမှန်ကိုယ်ပတ်စံလွှဲပေးနေတာပဲဆိုပြီးတော့မှ investment machine ကိုတွားပြီးလုံးပြီဆိုလို့ရှိရင်တော့ငါးပါမှောက်ဘူးစပြီးရပလို့ဘယ်လိုမျိုးတွားပြီးရသိန်းရာချီချီပါလဲဆိုလို့ရှိရင်စိတ်ပြော့တဲ့သူတွေတချို့တွေကအဲ့ဒီ2000လွှဲတယ်လွှဲပြီးတဲ့အချိန်မှာနောက်ထပ် machine ထပ်လုပ်တယ်လုပ်တဲ့အချိန်မှာအဲ့2000မရတော့ဘူးတော်တော်ပေးရအောင် အဲ့တော့သူမြတ်သွားပြီမြတ်သွားပြီဆိုရှင်အဲ့နှစ်သားကိုကိုကြီးပြန်မလာတော့လေးသားလားမလို့စာရင်းနေလို့လာတာလေးသားလောက်ညှုပ်လိုက်တယ်ဆိုအဲ့လေးသားကိုကြီးပြန်မလာတော့မလာချိန်မှာကိုကသွားပြီးကွန်မိတ်တက်ပြီဒီမှာလေးသား investment mission ထည့်ထားတယ်ဘာလို့မရလဲမရလဲဆိုလို့ရှင်သူကဘာပြောလဲဆိုတော့ okay မရဘူးဆိုတာကညီမလေးလို့လို့တာရေးလို့တာမှားနေလို့ကိုလို့တာမှားနေလို့တခုခုလွဲနေလို့ mission လွဲနေလို့အဲ့ဒါမရတာအဲ့တော့ mission ကိုပြန်ပြီးဖြည့်ရမယ် mission ပြန်ဖြည့်ဖို့အတွက်ထပ်ပြီးတော့အဆင့်ထပ်လုပ်ရမယ်ဆိုထပ်ပြီးတော့ဒါမှမ mission ထပ်ဖို့လေ ိုအောင် subscribe လို့ဒီအောင် subscribe လို့ပုံမှန်ပေါ့နော်အဆင့်၅၀လောက်လုတ်ခိုင်းမယ်အလုပ်ခိုင်းပြီးတော့မှအားလုံးအဆင့်မှာနောက်ဆုံးအဆင့်ရပါတော့နောက်ဆုံးအဆင့်ကထပ်ပြီးပတ်စံထည့်ရတာထပ်ပြီးပတ်စံထည့်ပြီးတော့မှ investment ပြန်ဖြေရမယ်ဖြေရမယ်ဆိုတော့ဒီအောင်ပြန်ထည့်ရမယ်ထည့်တော့မှရှေ့ရပတ်စံရောဒီနောက်ကထည့်ရပတ်စံရောအားလုံးပေါင်းပြီးတော့မှတူရင်ပေါင်းမှနောက်နောက်ထပ် subscribe လို့ mission ကြလို့ရှိရင်ပတ်စံရမယ်ဆိုပြီးပြောအဲ့ကြတော့ကိုယ်ကရှေ့မှာပတ်စံနေရလဲဆုံးထားပါတယ်ဆုံးထားပါတယ်ဆိုပတ်စံလဲကွာနှမျောနေပြီရှေ့မှာလဲကွာပတ်စံရတာသူ့ကိုလဲယုံတယ်ယုံတယ်ဆိုတော့ထပ်ထည့်တယ်ပတ်စံအဲ့လိုထပ်ထည့်ရင်လည်း mission mission ဆိုပြီးတော့ဆွဲခေါ်ရတာပတ်စံထည့်မှရမယ်ပတ်စံထည့်မှရမယ်ဆိုပြီးမှ ပုံစံမျိုးစုံနဲ့ရအောင်လုပ်သွားတယ်မဟုတ်ဘူးတချို့လို့ရှိရင်ပတ်စံတိတ်ရှားချီပြီးတော့မှကုံသွားတဲ့လူတွေရှိတယ်ကျွန်တော်လာပြီးတော့ပြောရတယ်မှာပါတယ်120တိပါတယ်ဒိတ်120တိနော်နောက်ဆုံးသူ့မှာပတ်စံမရှိတော့လို့အဲပတ်စံမရှိတော့ဥစ္စာကိုနောက်ထပ်သိန်းအဲ့120ကုန်လာတဲ့ဥစ္စာကိုနော်အဲ့120ကသူ investment mission ကိုထပ်မလုပ်လို့ကုန်လာပါဆိုပြီးတော့ထပ်လုပ်ရင်ကောင်းမလားဆိုတဲ့အချိန်မှာကျွန်တော်လာမိတာဘယ်လိုမျိုးလုံးဖြစ်နေလဲပေါ့နော်သိန်း120အဲ့လိုမျိုးပါနေလဲအဲ့တော့အခုညီမကချိတဲ့ဟိုဟာလေးကိုလည်းပေါင်လိုက်ပြီသူကသူ့ရဲ့ sign လို့လည်းသူပေါင်လိုက်ပြီ ဆိုတော့ဒီ320ထက်ထက်ရမှာဆိုတော့သူ့မှာမရှိတော့ဘူးမရှိတော့အဲ့320ကိုသူ့အမရှင်ရနေပြီးမှဂျူးမယ်ချီးမယ်နိုင်ငံခြားသူ့အမရှင်ရနေပြီးတော့ချီးပြီးတော့မှထည့်တင်လာဆိုပြီးတော့ကျွန်တော်လာပြီးတော့မေးတာအဲ့ကြတော့မှ तू ကမေးတယ်အဲ့ဒီမှာနောက်ကျတယ်တိတ်ပြရတော့ तू ပါပြီးနေအဲ့ဒါကိုနောက်ထပ်320ထက်လိုက်မယ်ဆိုပြီး तू ကလုတာဘလောက်အလောက်ဘလောက်ဆိုးလဲဆိုတော့နော်အဲ့ဒါမှမလို့ဒီဟာကိုတားပြီးတော့မစမ်းမိစေနဲ့တကယ်လို့ကိုကမယုံလို့စမ်းကျင်လို့ဆိုရင်တော့အရင်ဆုံးကစ်ပေးနံပါတ်ပေးပြီးမှ2000လောက်ယူလိုက်2000လောက်ရတယ်တကယ်ရတယ်ကျွန်တော်တကယ်ရင်2000လောက်ရတယ် နှစ်ယောက်သူ့ကိုလာမရအဲ့နှစ်ယောက်ပေါင်းစီရကြားချက်နှစ်កောင်စီရပြန်ပြီးပြန်ဖြန့်လာငါ့အောင်လောက်ပြန်ရတယ်ပတ်စံဒါပေမဲ့ကိုယ့်ရဲ့ KB နံပါတ်တော့ပါသွားတယ်မသူလို့ရှိပါကိုယ့်ရဲ့ KB နံပါတ်နဲ့ဖုန်းနံပါတ်နဲ့ကိုယ့်ရဲ့နံပါတ်တော့ပါသွားတယ်အဲ့တော့လည်းလည်းအနေနဲ့များတယ်အဲ့ risk တော့ရှိတယ်ပတ်စံလေး2000 3000 4000နဲ့တော့ဒါတော့မရင်းနဲ့တကယ်မယုံလို့ရှိရင်တော့တွားလို့ကြည့်တကယ်ရလိမ့်မယ်ငါ့အောင်လောက်ရလိမ့်မယ်ဒါပေမဲ့အဲ့ခါကကိုယ့်ရဲ့အချက်လက်ပါသွားတာဖြစ်တဲ့အတွက်သတိထားဖို့လိုတယ်ဒီကောင်ကတိမ့်တွေပေါင်းလိမ်တာပါကျွန်တော်အသိရေကိုယ်တိုင်လည်းဒီကနေပြီးတော့မှကြားဖြတ်အောင်ပြန်ဖြတ်နိုင်အောင်လည်းပတ်စံရတယ် လိန်ခံအောင်တဲ့သူကလည်းအဲ့လိုတိန့်ချာချီလိန်ခံရတယ်။မိန်နေဆိုတာကခုနကျွန်တော်ပြောလိုမျိုးလူတယောက်ရဲ့လောဘကိုကစားတာ။လောဘကိုကစားတယ်အလွယ်လွယ်ချင်းတဲ့စိတ်ကိုကစားတယ်။ကျွန်တော်တို့ကဘယ်တော့မှပတ်စံဆိုတာကဘယ်တော့မှအလွယ်မရဘူး။တမိုးရှိတဲ့အရာတွေကလုံးကအလွယ်ဘူးကျွန်တော်ကမရဘူး။ကျွန်တော်တို့တမိုးရှိတဲ့အရာတွေထဲမှာအများအားအလွယ်ရနေရဆိုလို့ပြီးပါမြတ်တာပဲရှိတယ်။ဘယ်အရာမှကျွန်တော်တို့အလွယ်မရဘူး။ပတ်စံဆိုကိုဆိုးတယ်။လုံးဝအလွယ်မရပါဘူး။အလွယ်ရတယ်ဆိုလို့ရှိရင်ဒီပတ်စံကကျွန်တော်တို့ကျင်းပြပေါ့မှားနေပြီ။လွဲနေပြီ။တစ်ခုတစ်ခုကလွဲနေပြီ။ကိုဘာပြန်ပေးစားရအောင်မလဲဆိုတာကပြန်တွေးထားတော့ကျင်းပြပြီ။ တော့အခုဒီလာမေးတဲ့အကိုတော်သေးတယ်အကိုလာမေးရတော့ပေါ့နော်မလုတ်ပါနဲ့လုံးဝမလုတ်ပါနဲ့အခုကျွန်တော်ရဲ့ follower တွေရောကျွန်တော်ရဲ့ viewer တွေရောအားမျိုးလာလို့ရှိရင်လုံးဝမလုတ်ပါနဲ့ follow သိရနော် bye bye လာမယ်မိတ်ဆက်မယ်ပြီးရင် telegram သွားခိုင်းမယ် channel subscribe လုပ်ခိုင်းမယ် key number တောင်းမယ်ပတ်စံလွှဲပေးလိမ့်မယ်နောက် investment mission ဆိုတော့ဥပဒေပြည့်ချိန်ပြီနော်အဲ့တော့အားလုံး